ဒီမိဘနှစ်ပါးရဲ့ဖြစ်စဉ်ကို ကြည့်ပြီးတော့အခုခေတ်လူတော်တော်များများဟာငွေကြေးဥတွေကိုမေ့ထားကြတာတွေအများကြီးပါပဲအဲ့ဒီမိတွေမွေးခဲ့တယ်လေမရှိတော့ကိုတွေပဲရှာဖွေကျွေးခဲ့တာပေါ့အခုတော့သူတို့လေးတွေကအိမ်အောင်နေတဲ့ကြသွားတဲ့အခါကျတော့ဒီမှာလေဖအေးကြီးလေးဖြတ်ချိုင်းခဲ့တယ် ဘယ်သားသမီးရမှပြန်မကြည့်ဘူးသူတို့ပေးသလောက်ကျွေးသလောက်ပဲယူချဒါပဲမလို့မိတို့ကတော့ပြောဘူးပါတယ်သားယောက်ျားလေးလိမ့်မရင်အားတစ်ခုပေါ့ဒီမိဘနှစ်ပါးရဲ့ဖြစ်စဉ်ကိုကြည့်ပြီးတော့အခုခေတ်လူတော်တော်များများဟာငွေကြေးဥတွေကိုမေ့ထားကြတာဒီအများကြီးပါပဲဒါနဲ့ပတ်သက်လို့ဥပုံတာသူရဲ့အဖေအိမ်ဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြီးတော့ ။ဥပုံဓာတုရဲ့အမေကအမေကြီးကမေးတယ်။ငါသားတဲ့။သားမငယ်ကြီးဦးရှိလားလို့မေးတော့။ဟာရှိတာပေါ့အမေရဲ့တဲ့။ဘာတူလဲဆိုတော့ကျွန်တော်မိမကကျွန်တော်ငယ်ကြီးဦးပဲလို့ဖြေပါတယ်။မင်းမားနေပြီတဲ့။မင်းငယ်ကြီးဦးကတတ်တတ်ကိုရှိတာဆိုတော့ဥပုံကလည်းအမေရဲ့တဲ့။ဘာလို့ပြောတာလဲဗျာပေါ့။ဒီနားမှာလည်းမိမရှိတော့နည်းနည်းလေးအားနာပုံပေါ်ပါတယ်။ ဘာမှအမေမိမကိုအားနာစရာမလိုဘူးမေမိမရှိမှာပဲပွင့်ပွင့်လင်းလင်းပြောလို့ရတယ်အသားရဲ့အေးပါကွဲတဲ့မင်းမပြောရဲဘူးဆိုရင်လည်းပဲငါပြောပါမယ်ဆိုတော့မိမဖြစ်တဲ့သူကလည်းပဲစိတ်ဝင်စားနဲ့အဲငါယောက်ျားနောက်ွယ်မှာဘာတွေများလှုပ်ထားလဲငါတဲ့အရင်ငယ်ချီဦးမြရှိခဲ့သလားဆိုတဲ့အတွေးနဲ့စိတ်ဝင်စားနားထောင်နေပါလေအဲ့ဒီမှာအမေကြီးကဘာပြောတော့ဆိုတော့ငါသားတဲ့ သားကိုပထမဦးဆုံးချစ်ရေးဆိုခဲ့တာဟောဒီအဖေနဲ့အမေပါတဲ့သားရေအဖေကိုချစ်လားသားရေအမေကိုချစ်လားဆိုတော့ငါသားကလည်းပဲချစ်ပါတယ်လို့အဖြေပေးခဲ့တယ်လေပြီးတော့သားကလည်းပဲအမေတို့ကိုမေးတယ်သားကိုချစ်လားလို့မေးတော့ဖေတို့အမေတို့ကလည်းပဲသားကိုချစ်ပါတယ်လို့ပြန်ပြောခဲ့ကြတယ်တယောက်နဲ့တယောက်တူးနဲ့တူးအပြန်အလှန်ချစ်ခဲ့ကြတယ်သားကလည်းပဲအဖေတို့အမေတို့ကို မျက်စိအောက်ကနေအပြောက်မခံနိုင်တယ်လို့အမေတို့ကလည်းပဲသားကိုမျက်စိအောက်ကနေအပြောက်မခံနိုင်တယ်။သားကလည်းပဲအမေတို့အဖေတို့တခုခုဖြစ်မှာကိုစိုးရင်ခဲ့တယ်။အမေတို့အဖေတို့ကလည်းပဲသားတခုခုဖြစ်သွားမှာမျက်စိအောက်ကပျောက်သွားမှာကိုအလွန်အလွန်ကိုစိုးရင်ခဲ့ပါလေ။သားရဲ့ပါနုနုလေးကိုပထမဦးဆုံးနှမ်းခဲ့တာဟောဒီအမေပါ။သားကလည်းပထမဦးဆုံးအဘွားပေးခဲ့တာအနမ်းပေးခဲ့တာဟောဒီအမေပါသားရဲ့ တော့တားကိုပထမဦးဆုံးလဲချီဆိုခဲ့တယ်ပထမဦးဆုံးလဲအနန်းတွေပေးခဲ့တယ်တားရဲ့ငယ်ကြီးဦးဟာဘယ်သူဖြစ်မလဲတားစဉ်းစားပေါ့တားဟာလေအသက်ကြီးလာတာနဲ့အမျှငယ်ကြီးဦးတွေကိုမေ့တာလာပြီမေ့နေပြီနော်ငယ်ကြီးဦးတွေကိုတတိမရတော့ဘူးအားလုံးလည်းအတူတူပဲငယ်ကြီးဦးတွေကိုတတိမရကြတော့ဘူးမိဘတွေကချီဆိုခဲ့ကြတယ် ဒါရီသမီးတွေကလည်းပဲတီတီတတာပြောရတဲ့အရွယ်ရောက်တော့အဖေကိုချစ်တယ်အမေကိုချစ်တယ်ဆိုပြီးလွတ်လွတ်လပ်လပ်အဖြေပေးခဲ့ကြတယ်အဖေကလည်းချစ်တယ်အမေကလည်းချစ်တယ်သားတွေကလည်းချစ်တယ်သမီးတွေကလည်းပဲအဖေအမေတွေကိုပွင့်ပြီးတော့မှချစ်ကြတယ်ဒေသားတွေသမီးတွေကလည်းပဲမျက်စိအောက်ကနေမိဘတွေကိုပျောက်သွားမှာကိုမလိုလားတယ်လို့စိုးရင်ကြတယ်လို့မိဘတွေကလည်းပဲဖေဒီအမေတွေကလည်းပဲ ဟောဒီသားဟောဒီသမီးလေးတွေကို မျက်စိအောက်ကနေပျောက်သွားမှာကိုတခုခုဖြစ်သွားမှာကိုစိုးရင်ခဲ့ကြတယ်ဒီသားဒီသမီးလေးတွေကိုပထမဦးဆုံးအာပွားပေးခဲ့တာအနမ်းပေးခဲ့တာဟောဒီမိဘနှပါးတွေဖြစ်ပါတယ်ဒီသားဒီသမီးတွေကလည်းပထမဦးဆုံးအနမ်းပေးခဲ့တာဒီမိဘနှပါးဖြစ်ပါတယ်ဒါကြောင့်မို့ငယ်ချစ်ဦးတွေကိုမိမထားကြပါနဲ့ငယ်ချစ်ဦးကိုတတိယပြီးတော့ပြုစုစောင့်ရှောက်ကြပါဦးလို့ပြောချင်ပါတယ်အားလုံးပဲငယ်ချစ်ဦးကိုအများကြီးချစ်နိုင်ကြပါစီဗျာ